အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ပွဲချိုသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒီအသင်းကြောင့်တော့ဘလို့ပြောရမှန်းတော့ကျွန်တော်မသိတော့ဘူးဒါပုံမှန်လင်းပြောတကယ်ဘာဘာဖြစ်ချင်နေမှမသိတဲ့အသင်းသင်းပေါ့နော် အဲ့တော့ကျွန်တော်တို့လက်ရှိမှာ Wolf နဲ့ဒါ Spa တင်တဲ့တွေ့မယ်။တန်းစစ်စုံယုံအားပြင်းထန်နေတဲ့ Wolf ကလက်ရှိမှာနောက်ဆုံး3ပွဲနီးပြတဲ့လက်ထပ်မှာဒါကျွန်တော်3ပွဲဆက်နိုင်ထားတဲ့အသေးသေးဖြစ်တယ်။တစ်ဖက်က Tottenham Hotspur ကလက်ရှိမှာအနေနဲ့တက်ကြများလို့နေပြီးဒါကျွန်တော်တို့လက်ရှိမှာပူပူလောလောမှာတော့တည်ကြထားတယ်။ Premier League ပွဲစဉ်မှာဒါကျွန်တော်နိုင်ပွဲကိုပြန်တွေ့ထားတဲ့တမှာဗါလက်ရှိမှာဒါကျွန်တော်ရှုံးပြတာနောက်ဆုံးပြိုင်ပွဲစုံ5ပွဲမှာတစ်ဖက်ကကျွန်တော် Wolf အသင်းကရှုံးပွဲမရှိတဲ့အချိန်မှာ Spa တင်က2ပွဲရှုံးထားပြီးတော့2ပွဲနိုင်ထားတယ်။ တပွဲတည်ကြီးကြားထားတယ်ဗောနော်အဲ့တော့ပြောချင်တာစပါတစ်နဲ့ကျွန်တော် i train frankfurt နဲ့ပွဲစဉ်ကဒါကျွန်တော်လာမဲ့ကြားရဲမှာလည်းထပ်ပြီးတော့ဒါ i train frankfurt ရဲ့ဒါကျွန်တော် germany မှာပွဲကံရမယ်အတွက်ကြောင့်မို့တော်တော်ဟော့စပါတစ်နဲ့ဒီနေ့ပွဲစဉ်မှာဒါလူစင်းရဲရလူငယ်တွေကိုပဲအဓိကပွဲထုတ်လာဖို့အတွက်ရခိုင်နှုံးရတော်တော်လေးကိုများလာပြီလို့ကြားသိရတယ်ဒီမှာပါတယ်ပြောချင်တာကဒီနေ့ပွဲစဉ်မှာစပါတစ်နဲ့ဒီပွဲကြီးကိုအဓိကရှော့သွားမလားတော့သိရမယ်ဒီမှာဘာလို့တဖက်ကဒါကျွန်တော် europa league မှာဒါအိမ်ငွေမှာတည်ကြီးကြားသွားတဲ့အခါကျွန်တော်ဒီနေ့ပွဲစဉ်ကစပါတစ်အတွက် match win ပွဲစဉ်တပွဲဖြစ်နေတဲ့အတွက်မို့ဒီပွဲကျွန်တော်တို့ဒါ europa league က match win ပွဲစဉ်တပွဲဖြစ်နေ တော့ဒီနေ့ပွဲစဉ်ကိုစပါတင်ရဲ့လူစင်းရတော်တော်လေးကိုလျှော်သွားမလားတေချာတကွစပါတင်တာခန်းစစ်ကစားသမားတွေဖြစ်တဲ့မီဂီဗန်ဒါဗင်းတို့ဘာလို့ဒီနေ့ပွဲစဉ်မှာအနာပေးသွားမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။တပတ်ကဟူဖာသင်းကိုပြန်ကြည့်အောင်ဟူဖာသင်းကခုနပိုင်းပွဲစဉ်မှာဒါခန်းစစ်ပိုင်းရတော်တော်လေးကို strong ဖြစ်လာပြီးတပွဲကိုပြန်မြတကူပေးတာကလွင်ကျန်တဲ့ပွဲစဉ်မှာကြည့်မှာဒါကျွန်တော်တကူတဲ့ပေးရတဲ့ပွဲစဉ်နင်းလာခဲ့တယ်။ဥပမာတချို့ပွဲစဉ်မှာကလင်းရှိပါယူနိုင်ခဲ့တယ်ဝက်ဆန်တဲ့ပွဲစဉ်မှာဆိုကလင်းရှိပါယူနိုင်ခဲ့တာကိုတွေ့ရမှာ။အဲ့တော့ ပြန်ကြည့်မယ်ဆိုတော့ဝူအသင်းကဒီဂျာတဲ့ဒီမှာဒါကျွန်တော်အသင်းကြီးနဲ့မတွေ့ဘဲနဲ့အသင်းငယ်နဲ့တော့ရှော့သူသူ့ level နဲ့သူတွေ့နေတာများတယ်ဗျာဒါပေမဲ့သူ့ level ကသူတွေ့ရတဲ့အသင်းမှာသူမဆိုးဘုံပေါက်လို့အသင်းမျိုးသူတည်ဆော့နိုင်ခဲ့တယ် Everton လို့အသင်းမျိုးသူတည်ဆော့နိုင်ခဲ့တယ်ဒါတန်းစစ်စုံနဲ့အသင်းအသင်းချင်းချင်းတို့သူနိုင်တယ် Southampton ကို2-1နဲ့နိုင်တယ် West Ham ကို1-0နဲ့နိုင်တယ်ဒါကျွန်တော်တို့ Ipswich ကို2-1နဲ့နိုင်တယ်နိုင်တဲ့ဥစားတွေကတော့ဒါကျွန်တော်ရလက်ပြပြသသားမဟုတ်ပင်နေတာကျွန်တော်ချင်းမြောင်းနဲ့ရလက်တင်နဲ့နိုင်တာကိုတွေ့ရမယ်တဲ့မှာပါတယ်ဗျာအဲ့တော့ Spurs ဘက်ကပြန်ကြည့်မယ်တော့လက်ရှိမှာဒါကျွန်တော်တို့တည်ကြတယ်မဲ Chelsea ကိုရှုံးတယ်ဒါကျွန်တော် Fulham ကိုရှုံးတယ်နောက်ပိုင်းပေါ်စင်မှာဒါကျွန်တော်တို့ Frankfurt ကို1-1နဲ့ တည်ကြတယ်စာတတန်ကို31နဲ့တည်ကြတယ် AZ Okama ကို31နိုင်နိုင်တဲ့ version တွေကတော့ခုနကဂိုးပြတ်တကြီးပဲနိုင်ခဲ့တဲ့ကြောင့်မို့ဂိုးတွေကတော့တွင်းဒီအသင်းကဂိုးတွေကတွင်းနိုင်တဲ့သဘောမှာရှိတယ်ပြဿနာကဒီနေ့ပွဲစမှာဒါ blue line နဲ့ထွက်လာမယ် spar တဲ့ခုလက်ရှိဒါ dan ရဲ့လူစင်းမှာတော်တော်ကြီးကိုနဲသွားခဲ့ပြီဖြစ်တယ်ဒါကျွန်တော်တို့လက်ရှိမှာ cancel ကစားသမားဖြစ်တဲ့ dan ဆိုနဲ့ dragu sin ကလွင်ကျန်တဲ့ကစားသမားတော်တော်များပြန်လဲပြီးပါဝင်လာဖို့တည်ကြသွားပြီးဒါအပြင်ကျွန်တော်တို့လက်ရှိမှာ dejan gluvaski ကလည်းဒါကျွန်တော် training ပြန်စင်းနေပြီဖြစ်ပြီးလာမယ့်ဒါကျွန်တော် itran frankfurt နဲ့ပွဲစမှာပြန်ပါလာဖို့အတွက်တည်ကြတော့နေနေဖြစ်နေတယ်တစ်ဖက်ကတော့ တော်လက်ရှိမှာဝိပဿနာသတို့ရဲ့အဓိကကစားသမားတော်တော်များဒီနေ့ပွဲစံမှာပါဝင်လာမယ်အရင်ကစားသမားတွေလည်းပဲဒဏ်ရရနေတဲ့သဘောမှာရှိတယ်အဲ့တော့ပြောချင်တာဝိပဿနာဒီနေ့ပွဲစံမှာ100%အဲ့တော့ တေချာတစ်ခုကစပါတင်တဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အပြောင်းလဲများစွာကိုတွေ့ရမယ်တဲ့မှာပါတယ်ဒီနေ့ပွဲစဉ်မှာဆွန်ဟောင်မင်တို့ဘရန်နန်ဂျွန်ဆန်တို့ကိုအများကြီးနားပေးမှာဖြစ်ပြီးတော့ဒါကွေးလယ်ပိုင်းမှာဒါကျွန်တော်လူငယ်တွေကိုပွဲထုတ်လာဖို့အတွက်များတယ်ပြီးတော့ဒါခုနကပြောလို့ I Travel Fever နဲ့ပွဲစဉ်ကကစားသမားတော်တော်များများဒီနေ့ပွဲစဉ်မှာအနားပေးပြီးတော့ဂိုးသမားကအစအရန်နဲ့ထွက်လာမယ်ဆိုအကုန်လုံးက predict လုပ်ထားခဲ့တယ်အဲ့တော့တေချာတစ်ခုကလက်ရှိမှာဒါ Wolf အသင်းဘက်ကိုပြန်ကြည့်အောင် Wolf အသင်းကခုလက်ရှိဒါကျွန်တော်3 4 3ဆိုတဲ့ formation မှာခံစစ်ပိုင်းကတော်တော်လေးကို strong ဖြစ်လာခဲ့တယ်ဒါဒီညမှာသူတို့ရဲ့ခံစစ်ပိုင်းကဒါကျွန်တော် Gomez Agbedu ဒါ Duhati ဆိုတဲ့အတွဲဖက်တွေနဲ့ တော်တော်လေးကို combination ကမိုက်လာခဲ့တယ်ဒါပြင်သူတို့ရဲ့အသက်သွေးကြောဖြစ်လာခဲ့တဲ့နောက်ပိုင်းမှာသူတို့ရဲ့ဝင်းဘတ်တွေပဲဒါပြောမှဆိုကြကျွန်တော် Thomas Frank ရဲ့ဒါကျွန်တော်တို့ brand food เนี่ยเนเนะလေးဆင်းတယ်ဒါပေမဲ့ तू ကပို့ပြီးတော့မိုက်တဲ့အချက်ကဘာလဲဆိုတော့ तू တောက်မန်နီကိုမြန်တဲ့အပြင်ကို strandler sand ကဒါကျော်တိုက်ဆက်မှာတော်တော်လေးကိုအလုပ်ဖြစ်နေတာကိုတွေ့ရမယ်တဲ့မှာပါအဲ့တော့ဒီနေ့ပွဲစဉ်မှာ collar hala တွေက corner တရက်ကိုဒါနီးပြနေတုံးမှာမဟုတ်ဘူးလို့ကြားသိရတယ်မှာပါဘာကြောင့်လဲဆိုတော့ဒါမနေ့ကဒါကျွန်တော်သူ့ရဲ့ Instagram မှာတင်ခဲ့တဲ့ပြဿနာတွေကလက်ရှိမှာဒါကျွန်တော်မိကိုကြွက်ရှောင်းနေပြဿနာတော်တော်လေးတွေဘာတင်ခဲ့လဲဆိုတော့သူ့နေနဲ့ခုနကပြောသူရဲ့အိမ်မက်တွေကိုသူ account ဖို့ accounting ဟော account ထဲဖို့အောင်ဖြစ်ပြီးလက်ရှိဒါကျွန်တော်အခြေအနေကိုသူ့နေပြောင်းလဲရမယ်ဆိုပြီးသူကရေးသားထားခဲ့တယ်ပြောချင်တာကခုနကပြောသူ who the thing ကထွက်ပြီးလက်ရှိ မလာမဲ့နွေရာသီမှာသူအနေနဲ့ပူကောင်းတဲ့ကလပ်တစ်ခုကိုသွားမယ်ဆိုတဲ့ပုံစံမျိုးသူဟစ်လောက်တာအဲ့တော့ပြောချင်တာကဝူးဗီနဲ့ပတ်သက်ပြီးပြည်သက်တွေနဲ့ပတ်သက်ပြီးအခုလက်ရှိမှာဒီကိစ္စကတော်တော်လေးကိုပောက်ကွဲနေတာဖြစ်ပြီး Matthews Corner ကိုတော့ဒီပွဲစဉ်မှာလည်းမတုံးစီခြင်းတဲ့တမှာပါအဲ့တော့ပြောချင်တာကလက်ရှိမှာဒါကျွန်တော်မတုံးလို့လည်းမရတဲ့အနေအထားရှိသွားတယ်လက်ရှိမှာဒါကျွန်တော်တို့ဘူးဝတင်းတိုက်စစ်မှာကဘဒူးမကိုမရှိတော့တဲ့နေသားတစ်ခုဖြစ်လာခဲ့တယ်အဲ့တော့လက်ရှိဒါကျွန်တော်တို့သူတို့တင်းနေသူတို့အနေနဲ့သူတို့ level အသင်းချင်းချင်းတွေ့တဲ့အချိန်မှာဒါနိုင်ထားခဲ့မှာစပါလို့သင်မှုနဲ့တွေ့တဲ့အချိန်မှာနိုင်ပါမလားဆိုတော့ဘေးကွန်းအဲအမှန်တမ်းပြောမှာသူတို့တို့ level အချိန်ကအခုလက်ရှိမှာစပါတယ်သူတို့တို့ level ဖြစ်နေတာအဆင့်အားဖြင့်ပြန်ကြည့်မယ်ဆိုအခုလက်ရှိမှာကျွန်တော်တို့က assist 14ဖြစ်နေတဲ့အတွက် assist 14တောင်မဟုတ် assist 15တောင်ဖြစ်သွားရှင်တယ် assist 15ဖြစ်နေတဲ့အတွက်ကြောင့်ပြောမှာဆိုရင်ဒါကျွန်တော်တို့ who within နဲ့ဆိုရင်တော့ကျွန်တော်တို့လက်ရှိသူတို့ရဲ့အပေါ်တစ်စစ်မှာပဲရှိတာအရန်ကြီးကိုယ့်ကိုမြင့်နေတော်လို့များဒါပေမဲ့ပြောမှာဆိုဒီနေ့ boss မှာဒါကျွန်တော်တို့အရန် line တော့ထတာပို့ပြီးတော့ကျွန်တော်ကသိပြီးအဆိုးမရဘူးတော့မြင်ပြီးရတယ်မှာပါအဲ့တော့ဒီနေ့ boss မှာဒါကျွန်တော်တိုက်စစ်မှုတွေအနေနဲ့ဒါ လုတ်ပြရမယ်ပေါ့ဒီနေ့ပေါ်မှာကျွန်တော်ဆိုလန်ကီယာဆာကျွန်တော်နားစီခြင်းတယ် Richelli Center ကျွန်တော်တို့ဒါ Tail Odo Bat ဆိုတဲ့အတွဲဖတ်တွေကိုကျွန်တော်နေ့ပေါ်မှာပွဲတောင်ထွက်စီခြင်းတဲ့မှာပါအဲ့တော့ပြောချင်တာက Spartan နေ့ပေါ်မှာရှစ်တမြလူအကုန်လုံးပေးနာပလိုက်ခုနကပဲ Queen Lane မှာဆာအကုန်လုံးဒါကျွန်တော်တို့တကယ်ကိုပေးနာပလိုက်ခုနကပဲ Archie Gray တို့ဘာတို့ဒါဒီနေ့ပေါ်မှာပွဲထုတ်ပလိုက်ပြောချင်တာဗျာအရန်လူစင်းဘယ်လောက်ထိကောင်းနိုင်မလဲဒါသေးကြတကွာလက်ရှိမှာဒီနေ့ပေါ်မှာဒါထည့်မယ်ဆိုရင်တော့ဒါ Romero တို့ Pedro Porro လောက်ပဲထည့်ပြီးသုံးတာအဆင်ပြေလိမ့်မယ်ခိုးသမားဆာကျွန်တော်က Kingsley ကိုသုံးစီခြင်းတယ်ဗောက Kingsley တောက်လေခုနကပဲ Euro Valley မှာသူလည်းပွဲထွက်ခွင့်ရတာမှမဟုတ်တာအဲ့တော့ပြောချင်တာ Kingsley တောက်လေ ယ်ဒါဘာမှလုပ်လို့မရဘူးပေါ့အဲ့တော့စပါအသင်းအနေနဲ့တစ်ဖက်က Iron Frankfurt ဘာလို့ Iron site တင်လဲဆိုအဖြေကရှွရှွလေးတစ်ဖက်က Bordeaux နဲ့ Glimt နဲ့ကဒါကျွန်တော် Lazio ကိုသူတို့ရဲ့အင်္ဂုမှာ2-0နဲ့နိုင်ထားတဲ့ကြောင့် Bordeaux နဲ့ Glimt ကတက်လာဖို့တည်ကြတော့အဲ့တော့စပါအသင်းသာရောင်ရမ်းပြီးတော့ Iron Frankfurt ကိုနိုင်သွားခဲ့မယ်ဆိုတော့ဒါကျွန်တော် semi final လို့ပို့ final တက်ဖို့လမ်းကြောင်းအရန်ဒါကျွန်တော်တို့လွဲကူသွားမယ့်အနေထားမှာရှိသွားမယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးကမြင်မိတယ်ပေါ့နော်အဲ့တော့ပြောချင်တာကလက်ရှိမှာဒါကျွန်တော်တို့တစ်ဖက်က Wolves အသင်းကိုဒီနေ့ပွဲစဉ်မှာ အရန်လူစင်းတွေပဲနိုင်အောင်ကန်ရမယ်ဆိုတော့ဒါပေမဲ့အရန်လူစင်းကဒီနေ့ပုံစံမှာတို့နေပြတ်သားမယ်တို့နေဒီအရန်လူစင်းကကစားသမားတချို့ကလည်းဘာလို့ first line up မှာနေရာရတဲ့လဲဆိုတော့ပြတ်သားအောင်ပုံစံဒီနေ့ပုံစံမှာဒါပြောရမယ်ဆိုရင်တော့ဒါဟိုအငားနဲ့ခေါ်ထားတဲ့ Matthias Stelu ဘာလို့အုပ်စုနဲ့တကယ်ကိုဒါကျွန်တော်တို့ spa thing ကိုဒါ proven လုပ်ပြမယ် Matthias Stelu လက်ရှိမှာရောက်မှာဒါကျွန်တော်ဂိုးက2ဂိုးပဲသွင်းထားတာမမေရဲ့ Aston Villa နဲ့ပွဲစဉ်တပွဲရဲ့ဒါကျွန်တော် penalty နဲ့ Southampton နဲ့ပွဲစဉ်တပွဲဒီပွဲစဉ်ကလွတ်လွတ်လက်ရှိမှာလုံးဝ Matthias Stelu ကဂိုးမသွင်းနိုင်ခဲ့သေးဘူးအဲ့တော့ဒီနေ့ပိုင်းဒီနေ့ပုံစံမှာဒါကျွန်တော်ကွင်းလယ်ပိုင်းမှာကျွန်တော်သိပ်ပြီးဘာမှမမြတ် စားကြကျွန်တော်တို့မြင်ရမယ်လို့မထင်ဘူးနင်းနေပေါ်မှာဒါကျွန်တော်ခုနကပါစပါသင်းနေနဲ့ရလက်ပိုင်းအရာဖြစ်ကျွန်တော်တို့အများကြီးတော့မမျော်လင့်ဘူးလို့ကျွန်တော်အနေနဲ့ပုံကိုကြီးရပြောပြစီပေါ့နော်အဲ့တော့တစ်ဖက်ကဝူဖသင်းကဒီနေ့ပေါ်မှာမျော်မယ်ဝူဖသင်းဒီနေ့ပေါ်မှာတစ်ဖက်က A switch တောင်းကဒါကျွန်တော် ခက်ခဲတဲ့အပိုးနံတစ်ခုဖြစ်တဲ့ Chelsea နဲ့တွေ့နေချိန်မှာတို့အနေနဲ့ဒီနေ့ပွဲစဉ်ကိုသာအနိုင်ရခဲ့မယ်ဆိုရင်တေချာတစ်ခုကတော့တန်းစင်းစုံက100%လွတ်မြောက်သွားမယ်ဆိုတဲ့ဥစ္စာကိုတို့အနေနဲ့ကြိုက်နာဖြစ်တယ်အဲ့တော့ဒါအပြင်ခုနကပေါ်သူဝူဖသင်းနဲ့အခုလက်ရှိအခြေအနေရဆိုရင်တို့အနေနဲ့ပေါ့နော်ဝူဖသင်းနေနဲ့အခုလက်ရှိအခြေအနေရဆိုရင်တော့ဒီပွဲကိုနိုင်ခဲ့မယ်ဆိုရင်တော့ဒါ Tottenham Hotspur အသင်းန နဲ့ပါအမှတ်တူသွားမှဖြစ်ပြီးတော့တို့အနေနဲ့ဒါကျွန်တော်တို့ အဲအစစ်အာဖြစ်အပေါ်ဒီပါအများကြီးပြန်တက်နိုင်မယ်ခွင့်ရည်တွေအများကြီးပြောချင်တာကခုနပြောသူပဲလက်ရှိမှာဝုဘသင်းနဲ့1 to 10ဝင်ဖို့အတွက်မသေးကြခဲ့ပေမဲ့ဒါကျွန်တော်တို့ပြောမယ်ဆိုတော့ Tottenham Hotspur သင်း West Ham သင်း Everton သင်းတို့ကိုကြော်ပြီးသူတို့အနေနဲ့လုပ်အဲ့တော့လက်ရှိမှာဒီပြအသစ်လက်ထက်မှာတော့ကျွန်တော်မဆို Victor Pereira လက်ထက်မှာတော့ဝုဘသင်းကတော့3ပွဲဆက်နိုင်တာဆိုတော့ဒီနေ့ပွဲဆက်မှာနိုင်မယ်လို့ပြောလို့ရမယ်ဒီကိုသွားလို့ရအဲ့တော့အိမ်ဝင်လည်းဖြစ်တယ်တစ်ဖက်သင်းကလည်းဒါအရန်လူစင်းနဲ့ထွက်လာခဲ့မယ်ဆိုတော့ဝုဘသင်းကဒီနေ့ပွဲဆက်မှာ on paper ရအောင် on form ရအောင်လက်ရှိမှာပါသွားနိုင်တဲ့အထက်မှာပါအဲ့ Spurs သင်းနဲ့ဒီနေ့ပွဲဆက်မှာဒါကျွန်တော်ဒီပြအနေနဲ့ကတော့မလုပ်ပဲအဲ့တော့ ။ဒီပြအနေနဲ့ဒီနေ့ပေါ်သမှာလက်ရှိမှာတော်တော်ကြီးကိုစဉ်းစားကြဖြစ်တာကတစ်ဖက်က i transfer sorry ပါ။ i transfer ဖက်ရဲ့အိမ်ခွင်းမှာတွားကစားရမယ့်အတွက်ကြောင့်မို့ဒီနေ့ပေါ်သမှာသူတို့နဲ့ရင်းရမယ်။အဲ့တော့စပါးတင်တဲ့ခုလက်ရှိမှာစုပ်လဲစူစားလဲယူဆိုတဲ့အခြေအနေတခုသူတို့တွားမယ်။ဘာကြောင့်လဲခုနကပြောသူပဲ front back ကိုအိမ်ခွင်းမှာနိုင်ဖို့ဆိုတော့တော်တော်လေးကိုခက်ခဲမယ်။ front back လို့သင်ပြောရလက်ရှိမှာဒါကျွန်တော်တို့ ဘိုဒက်စီကမှ124ဝင်ထားပြီးတော့တော်တော်လေးကိုကောင်းနေတဲ့တသက်ဖြစ်တော့ကြောင့်မို့ထရက်ဖက်နေနဲ့မမက်ရသူတို့ရဲ့အိမ်ကွင်းမှာလက်ရှိမှာဒီတရာစီလုံးမှာနှစ်ပွဲပဲရှုံးထားတဲ့တသက်နေနဲ့စပါတင်တဲ့အဲ့ဒီအိမ်ကွင်းကြီးကိုသွားရမယ်တော့ကြောင့်မို့ဒီနေ့ပွဲစဉ်မှာသူတို့နဲ့တေးကြတကွာ first line နဲ့ဘလူးမထုတ်လို့မရထုတ်မယ်ဆိုရင်တော့မှဒါရိုမေရိုတရာလောက်ပဲပါမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တယောက်ကလွဲရင်တော့အခုလက်ရှိမှာဒါကျွန်တော်တောင်းတန်ကိုထုတ်မယ်လို့ကျွန်တော်အနေနဲ့ပုံကိုရာတိတ်မထင်မိရတယ်မှာပါအဲ့တော့ပြောချင်တာဒီနေ့ပွဲစဉ်မှာစပါတင်နဲ့အနိုင်ရှုံးကတိတ်ရင်းပေါ့ဒါ Twitter မှာလည်းလက်ရှိမှာကျွန်တော်ဖတ်နေရတော့ကပရိသတ်တွေတော်များဒီနေ့ပွဲစဉ်ကိုတိတ်ပြီးဘဒူးမှဂယူးမဆိုင်တဲ့တယ်မှာပါတယ်ဘောနော်အဲ့တော့ ဘာကျွန်တော်ကျွန်တော်ကတော့မနိုင်ပဲကူးဆိုင်တယ်ကိုသင်းမဲ့တာနိုင်စီခြင်းနဲ့တော့ဗာဒါမဲ့ကြည်ရမှာပဲမတက်နိုင်ဘူးဒါခုနကပြောပဲဒါကြည်ကိုကြည်ရမယ်ပုံစံတပွဲတည်းတစ်ခုပဲအဲ့တော့ဒါပေမဲ့မြန်မာစံတော်ချင်း9ခွဲမှာတော့ဒီပွဲတွေကနေပြီးတော့ဒါကျွန်တော်ရူပွဲတော်များတယ်ပေါ့ဗျာအပွဲကတော်တော်လေးကိုများအဲ့တော့လက်ရှိမှာဒါကျွန်တော်ပရီးမီးယားလိဂ်ကပွဲတွေကိုဘယ်လိုစုစည်းမလဲပွဲတွေကဒါစီစဉ်တဲ့လူကတော်တော်လေးကိုညံ့တယ်လို့ပြောလို့ရရတယ်မှာပါတယ် အဲ့ခုလက်ရှိဒါပြောမယ်ဒီသင်းတွေဆိုဒါကျွန်တော် Chelsea ကိုဒါ Tottenham Hotspur အသင်းကိုလက်ရှိမှာ United အသင်းကိုဒီသုံးသင်းလုံးကလာမဲ့ဒါကျွန်တော်တို့အဲဂျာရဲ့ထဲမှာဒါ Europa League ကိုကစားရမှာတော့စနေနေ့မှာကန်လို့လေရတယ်အဲ့ဒါကိုပေးမကန်အောင်ဗျာဘာမှမဆိုင်ဘာမှဥရောပရာသီလဲဘာမှမရှိတဲ့ကောင်တွေဘူးစနေနေ့မှာပေးကန်ပြီးတနည်းငွေတွေကိုဒါကျွန်တော်တို့ဒီလိုမျိုးဒါဥရောပချိတဲ့ကောင်တွေပေးကန်ချလိုက်တယ်စောက်ဘောပေါ့နော်ပြောရမယ်ဆိုတော့ ကျွန်တော်ဒီဘက်ကိုသိပ်မထင်ဘာမှလည်းမျော်လင့်မထားဘူးအဲ့တော့လောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျေးဇူးတင်ပါတယ်ဆိုရင်ပေါ့ကိုကြည့်လို့ရပါတယ်ကောင်းမွန်တော့အသာတကြံလေးကိုလည်းဖြတ်သန်းနိုင်ပါစို့ကြိုဒီညကနေပြီးတော့စွန့်မွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစို့စွန့်မွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ဒီနောက်မှပဲအေးစစ်စစ်တွေ့ကြတာပေါ့အဲ့တော့ငလင်းတန်နေခုလည်းရှိမှာငလင်းဆက်လက်ပြီးဖြစ်ပွားနေဖြစ်ပါတယ်လို့သိရတယ်အဲ့တော့ news ဆိုင်ကြပါငလင်းတန်ကလည်းကုညီပေးနေတဲ့ညီကောင်မောင်မအားလုံးကိုလည်းအများကြီးအများကြီးကျေးဇူးတင်ပါတယ်လို့ပြောရင်းနေပဲကျွန်တော်တို့ဒီနောက်မှအေးစစ်တွေ့ကြတာပေါ့ဒီပါဗျာ